င်္ဂလာပါရှင်အော်တိုဘားလ19ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့အိမ်ချူမီပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မန္တလေးမုံရွာလမ်းမိုင်းကအခွန်ကဂိတ်တွေပိတ်သိမ်းမှုခရိုင်ပကဖညွှန်ကြားတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မုံရွာမှာရိတ်ခါဖို့ထွက်လာတဲ့စစ်ကြောင်းတိုက်ခိုက်ခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စကိုင်းတိုင်းမုံရွာမြို့ကြောက်ကာရွာမှာတပ်ဆွဲထားတဲ့စေအောင်စုစီ ရိတ်ခါဖို့ဖို့လာတဲ့စစ်ကြောင်းဂျားပြတိုက်ခိုက်ခံရပြီးတေဆုံးတန်ရာရသူတွေရှိရဲ့လို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပခပကထုတ်ပြန်ထားပါတယ်။မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါနဲ့စစ်ပွဲရေးတပ်ကတော်မှတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်တို့ပူးပေါင်းပြီးတံပြားကာကာနှစီနဲ့ရိတ်ခါတင်ကခြေလျင်စစ်ကြောင်းအင်အားတစ်ထောင်ခန့်နဲ့ရိတ်ခါဖို့ဖို့စူးစမ်းခဲ့တဲ့စစ်ကြောင်းကိုအော်တိုဘာလ15ရက်မနက်10:00နာရီခွဲမှာ ခနာဝင်းနဲ့ကြောက်ကာကြားမှာဒေါ်လာရေးတက်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ကြအရာသိရှိရပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်ဘက်မှထိခိုက်သေးဆုံးမှုရှိတော့လဲအတိမပြုတ်နိုင်သေးပဲဒေါ်လာရေးတက်ဖွဲ့တွေကအထိခိုက်မရှိအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာမြို့နယ်ပကပါမုံရွာခရိုင်ပကပါအထူးတိုက်ခိုက်ရေးအဖွဲ့ Danger Force မုံရွာမြို့နယ်ပကပါတိုက်နယ်1 2 3 4မုံရွာမြို့နယ်ပလာဖာ မုံရမျိုးနယ်ပါလာဖာအထူးတိုက်ခိုက်ရေးအဖွဲ့ Tribal Force မုံရမျိုးနယ်ပါခဖာတိုက်ခိုက်ရေးအဖွဲ့မုံရ Special Detective ကျဲတော်ကြွယ်ကြီးယောက်ကြားအဖွဲ့ Black Falcon IDF ဒေတာခန်ရက်ကြီးပါခဖာတို့အတူပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အတူအစစ်ခွာခြားစစ်ဆေးနိုင်မဲ့ဂုံပြူလောအသစ်ကိုစတင်တုံးဆွဲမယ်လို့ NUG ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ်အလူရှင်တွေကိုယ်တိုင်ဂုံပြူမတန်းလွာအတူအစစ်ကိုခွဲခြားစစ်ဆေးနိုင်မဲ့ဒီဇိုင်းကိုအော်တိုဘာလ18ရက်ကစတင်ပေးပို့မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကမနေ့ကထုတ်ပြန်ထားပါတယ်အလူရှင်တွေကိုကာကွယ်ရေးဝန်ကြီးဌာနကပြန်လည်ပေးအပ်တဲ့မတန်းတင်ဂုံပြူလွာဒီဇိုင်းအစ်စ်ကိုပြသခဲ့ပြီးဂုံပြူမတန်းလွာစစ်ဆေးရမှာပြုလုပ်ရမယ့်နီလန်းကိုလည်းဖော်ပြထားပါတယ်အလူရှင်တွေအနေနဲ့လက်ခံရရှိလာတဲ့ဂုံပြူမတန်းလွာမှာပါဝင်တဲ့ကျူဝါကုတ်ကို စကန်ဖတ်ပြီးစကန်ဖတ်ချိန်မှာပေါ်လာတဲ့ URL link ကိုနှိပ်ရမှာဖြစ်ကအဲ့ဒီလိုနှိပ်လိုက်ရင်ကာဝေးရေးဝန်ကြီးဌာနကပေးပို့တဲ့ဂုဏ်ပြုမှတ်တမ်းဖြစ်ပါကအလူရှင်နာမည်အဖွဲ့အစည်းအမည်ငွေကြေးပမာဏဂုဏ်ပြုမှတ်တမ်းနံပါတ်ထုတ်ဝေတဲ့ရက်စဲတွေပေါ်လာမှာဖြစ်ပြီးကျူဟာကုတ်ဒါမှမဟုတ်ဂုဏ်ပြုမှတ်တမ်းဟာအတူပြုလုပ်ထားတာဒါမှမဟုတ်စင်တူရိုးမားပြုလုပ်ထားတာဆိုရင်မှတ်တမ်းတင်ထားခြင်းမရှိပါဘူးပိုလာမားလို့ဆိုပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ လောင်လုံးမြို့ပေါ်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်မရှင်တိုက်တိုက်ခိုက်ခံရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တဝဲခရိုင်လောင်လုံးမြို့ပေါ်ကအောင်တပြေဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အာနာသိန်းစစ်ကောင်မရှင်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့တဝဲခရိုင်တပောင်းစုကမနေ့ကသတင်းထုတ်ပြန်ထားပါဗျ။အော်တိုဘာလ18ရက်နေ့မနက်9:55မိနစ်အချိန်ကမှဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဟာတနအီကကြာမြင့်ခဲ့ကတိုက်ပွဲအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါဗျ။ အဆိုပါစစ်တပ်ဟာလူငယ်များကိုအတင်းအဓမ္မပေါ်တာဆွဲခြင်းနဲ့ခရီးသွားပြည်သူများကို မတရားဖမ်းဆီးကငွေကြေးအစမတန်တောင်းခံခြင်းများပြုလုပ်နေတာကြောင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအာနာဒိတ်စစ်တပ်ကိုနောက်ဆုံးအချိန်အထိပေါင်းစည်းခြင်းအင်အားနဲ့ဆက်လက်တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတဝဲခရိုင်တပေါင်းစုနဲ့လောင်းလုံးတမဏိလက်ပြတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်း တော်လန်ဤတပ်ဖွဲ့တွေကအထူးခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြအရာသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးမုံရွာလမ်းမိုင်းကအခေါကောက်ဂိတ်တွေပိတ်သိမ်းမှုခရိုင်ပကဖညွန်ကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးမုံရွာလမ်းမိုင်းကပြည်အောင်စုအတွက်လိုအပ်တဲ့အခွန်ဂိတ်တစ်ခုနှစ်ခုကလွဲလို့ကျန်တဲ့ PDF အခေါကောက်ဂိတ်တွေကိုပိတ်သိမ်းမှုခရိုင်ပကဖကနေညွှန်ကြားထားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့တွေလမ်းပေါ်တက်ဂိတ်ဆောင်ဖွင့်ပြီး ဝေကြေးကောက်ခံနေတယ်လို့ပြည်သူတွေပြောဆိုလာတာကြောင့် NUG ရဲ့မုံရခရိုင်စစ်ဌာနခရိုင်ကွက်ကဲရေးအဖွဲ့နဲ့မုံရခရိုင် အခွန်ကောက်လုပ်ငန်းများစီစစ်ထိန်းချုပ်ရေးအဖွဲ့တွေရဲ့တရားဝင်အခွန်ဂိတ်တွေကလွဲလို့ခရိုင်အထက်ကအလူငါဂိတ်ကအစာဂိတ်တွေအလုံးကိုအော်တိုဘာလ20ရက်နေ့နောက်ဆုံးထားပြီးပိတ်သိမ်းဖို့ညွှန်ကြားထားတယ်လို့သိရပါဗျ။ညွှန်ကြားချက်ထွက်တာနလနီပါရှိနေပြီဖြစ်ပြီးမုံရမြို့နယ်မှာတော့ညွှန်ကြားချက်အတိုင်းအခွန်ဂိတ်တွေအမှန်တကယ်ပိတ်ထားတယ်လို့ဆိုပါဗျ။ မုံရွာမန္တလေးလမ်းမိုက်မှာ PDF gate အများအပြားနဲ့စစ်တပ် gate ပြူစော်ဒီ gate တွေအများအပြားရှိပြီးတကိတ်နဲ့တကိတ်နီးကပ်လွန်းလာကြပြည်သူတွေကြားမှာလည်းဝေဖန်မှုတွေရှိခဲ့ပါတယ်ဒီလို gate တွေပိတ်သိမ်းခိုင်းတာဟာ PDF firmware data မှာခရိုင်အလိုက်ညွှန်ကြားချက်တွေထွက်လာပြီးမလိုက်နာတဲ့မြို့နယ်တွေလည်းရှိတယ်လို့သတိတိုင်းအတွင်းကမြို့နယ်ပခပတာဝန်ခံတအုပ်ကလည်းပြောဆိုထားပါတယ်ရှင်မြို့တော်ရမနပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ပြည်သူများအားလုံးကိုစိတ်နှပြအကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်